ဗီဒီယိုဖိုင်လေးတစ်ပိုင်ကြောင့်ဝမ်ချန်ပီယံရှစ်မှာလက်ဝိကစားရောမယ်လို့ထင်ကြပြီးခန့်နေရတဲ့ကြည်ပရိသတ်များလုံးမမင်္ဂလာပါရှင့် Famous Celine News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုလက်တလုံးမှာအင်တာနက်ပေါ်မှာရေးပန်းစားနေတဲ့ဗီဒီယိုဖိုင်လေးတစ်ပိုင်းကတော့အစောတော်ကြီးကလက်ဝဲရေးပြနေတဲ့ဗီဒီယိုဖိုင်မှာအစောပါဗီဒီယိုဖိုင်အကြောင်းပဲကြီးကဖြိုးမြောင်ကိုမရလို့လက်ဝဲထိုးတော့မှလားဆိုပြီးတော့ပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းကိုခံနေရတာဖြစ်ပါတယ် အဆိုတော်ကြီးဆိုတာကတော့နိုင်ငံကျော်တရုတ်ဆောင်အဆိုတော်အကယ်ဒမီမင်းသမီးကြီးထွန်းအင်ဒရာဘုံနဲ့ညီမဖြစ်သူဒေါ်သက်သက်ခန့်ရဲ့တဦးတည်းတော်သမီးဖြစ်ပြီးတော့ရွှေနန်းတော်ယရနာဆိုင်ရဲ့တဦးတည်းတော်အမွေဆက်ခံသူသမီးလေးဖြစ်ပါတယ်။ကြီးကကြီးကြီးတဲ့ချမ်းသာကြွယ်ဝတဲ့ရွှေနန်းတော်မိသားစုကတဦးတည်းတော်အမွေဆက်ခံသူသမီးဖြစ်ပြီးတော့နိုင်ငံသားမှကြောင်းတက်လာတဲ့သူဆိုပေမဲ့လည်းအတော်ဖြစ်သူရဲ့အနုပညာအမွေအနှစ်ကိုဆက်ခံထားပါတယ်။ဒါကြောင့်လည်းကြီးကတပွိုင်းမြန်မာတချင်းစုပြန်ပွဲမှာပါဝင်ရှင်ပြန်ခဲ့ပြီးတော့အဆိုတော်ဖြစ်ဖို့စူးစမ်းနေပါတယ်။ ဒါအပြင်ဂျီကချမ်းသာကြွယ်ဝတဲ့တထေသမီးလေးဆိုပေမဲ့စီးစိမ်ချမ်းသာကြွယ်ဝတဲ့ဘဝမျိုးနဲ့နေထိုင်ရတာကိုသဘောမကျဘဲနဲ့လွတ်လွတ်လပ်လပ်နေထိုင်ရင်းနဲ့ပရိုက်တာအလုပ်တွေကိုလောက်ကင်နေတဲ့သူပါ အစောပိုင်းမှာတော့ဒီလိုမျိုးယူသားတဲ့ရွှေနန်းတော်ရဲ့တဦးတည်းတော်သမီးလေးအစိုးရကြီးကနမကြီးအစိုးရဖြိုးမြောင်နဲ့ချစ်ကြိုက်နေပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းကြီးကတော့သူနဲ့ဖြိုးမြောင်တို့ချစ်ကြိုက်နေပါတယ်ဆိုတဲ့သတင်းကမဟုတ်ကြောင်းသူကဖြိုးမြောင်ကိုအပြင်မှာလည်းမတွေ့ဘူးသလိုအစိုးရဖြိုးမြောင်ဆိုတာကိုတောင်ဒုတိယဘုရားသခင်တချင်းထဲမှာသိခဲ့ရလို့ဆိုပါတယ်။အခုကမှတော့ကြီးတယောက် internet ပေါ်မှာလက်ဝဲရေးကျင်းနေတဲ့ video file တစ်ပိုင်းကထွက်ပေါ်လာခဲ့ပါတယ်။အစိုးရ video file မှာတော့ကြီးကသူက online အဆိုင်ရဲ့ညီမအောင်လာ ြည်စမ်းဖြစ်ကြောင်းကြုံးဝါခဲ့ပါတယ်။ဂျီရဲ့ခန္ဓာကိုယ်ကတကယ့်ကို MMA fighter တယောက်နဲ့တူနေရကြောင်းပရိသတ်တွေကတော့ဂျီကိုဝမ်းချန်ပီယံရှစ်လို့ပြန်ပွဲမှာအမှန်တကယ်လက်ဝဲထိုးမယ်ဆိုရင်မြမကုံကိုဆောင်းနိုင်မယ်လို့ယုံကြည်နေကြပါတယ်။အားလုံးသိကြတဲ့အတိုင်းအခုချိန်မှာတော့ online အစံ Joshua Ben တန့်စင်နဲ့အမျိုးသမီးလက်ဝဲမယ် Bronica တို့ကတော်တော်လေးခက်စားနေပါတယ်။ဂျီအနေနဲ့လက်ဝဲထိုးမယ်ဆိုရင်မိုက်မယ်လို့ပြောကြပါတယ်။ဒါကြောင့်လည်းဂျီတယောက်ဝမ်းချန်ပီယံရှစ်စင်မြင့်ထက်မှာလက်ဝဲတက်ထိုးမလားဆိုပြီးတော့လူတွေကတော့စောင့်ကြည့်နေကြပါတယ်။အစောပိုင်းမှာတော့ ရွှေနန်းတော်ရွှေဆိုင်ကတမီးကြီးကဒပွိုက်မြန်မာမှာတချင်းစုဝင်ပြန်ပူးပြီးတော့အဆိုဝါဒနာပါတလုံးတရုတ်ဆောင်မင်းသမီးဖြစ်ခြင်းကြောင့်လည်းပြောခဲ့ပူပါတယ်အခုဆိုရင်တော့ကြီးကရွှေနန်းတော်ရွှေဆိုင်ကပြတဲ့ဇလန်းတိုလေးတွေကြော်ညာတွေမှာလည်းပါဝင်ရိုက်ကူးတရုတ်ဆောင်နေပါတယ်ဒါမှမဟုတ်လည်းအခုခါမှာတော့ကြီးကလက်ဝေးရေးပြနေရကြောင်းစင်ပေါ်မှာလက်ဝေးတက်ထိုးတော့မလားဆိုပြီးပြည်သက်တွေကထင်ကြီးပေးနေကြတာဖြစ်ပါတယ်ဒါမှမဟုတ်လည်းတကယ်တမ်းမှာတော့ကြီးကလက်ဝေးထိုးမှာမဟုတ်ပဲတငယ်ချင်းတွေနဲ့စားနောက်ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ် ဘာဖြစ်ဖြစ်ပရိသတ်တွေကတော့ဂျီကိုဆင်းပေါ်မှာလက်ဝေးတက်ထိုးစေခြင်းကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဂျီကိုလက်ဝေးထိုးစေခြင်းလားဆိုတာပြောသားခဲ့ပါအောင်ရှင်။အစောနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။